ကန်အစိုးရ၏အခွန်တိုးမြင့်စည်းကြမ်းမှုကကမ္ဘာစီးပွားရေးမှာပါမရေမယားဖြစ်စေသည်ဟု IMF ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်အစိုးရမှအခွန်စည်းကြမ်းမှုတည်တည်သားသောတိုးမြင့်လာခြင်းဟာကမ္ဘာစီးပွားရေးမရေမယားဖြစ်စေပြီးကမ္ဘာစီးပွားရေးခန္ဓာရေးရှိမှုကိုစမ်းသပ်တလို့ဖြစ်နေတယ်လို့နိုင်ငံတကာရန်မုံငွေအဖွဲ့ IMF ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva ကတာတာပရီနေကပြောလိုက်ပါသေး။ ဝါရှင်တန် IMF ဌာနချုပ်မှဂျော်ဂျီအေဗာပြောကြားခဲ့တာဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်ပြန်လည်အသက်သွင်းလိုက်တာဟာဗန်နာယီဈေးကွက်မှာရိုက်ခတ်မှုတွေဖြစ်စေမယ်လို့ဆိုပါထိတ်လာမယ့်သတင်းပတ်မှာထုတ်ပြန်မယ့်ကမ္ဘာစီးပွားရေးသုံးသပ်ချက်မှာစီးပွားရေးတိုးတက်မှုမျှော်မှန်းချက်ကိုတည်တည်တသာရှင်းချသွားမယ်လို့ဆိုပါတယ် ကုံတွဲမှုအသားစီတွေများလာသဖြင့်ကြိုတင်ပေးချိန်မှုထိခိုက်လာနိုင်ခါအထူးသဖြင့်စီးပွားရေးလုပ်ငန်းငယ်တွေမှာရေရှည်အနေနဲ့ပြည်တွင်းစီးပွားရေးကာကွယ်ရေးဝါထားချောက်ထုံထုံမှုပြတ်ပြားလာစေနိုင်တယ်လို့လည်းပြောပါတယ်။ကွဲပြားတဲ့ကမ္ဘာကြီးမှာပူပေါင်းဆောင်ရွက်ဖို့အရေးကြီးပြီးမရေရာမှုတွေကိုလျှော့ချဖို့နိုင်ငံအများကိုတိုက်တွန်းလိုက်ပါတယ်။ ုံသွယ်ရေးဝါထရှိမှန်းချက်ကပွင့်လင်းထိရောက်ဖို့ဖြစ်ပြီးအခွန်အစည်းချမ်းမှုနှုန်းလျော့နေစေဖို့နဲ့ပုံမောခိုင်ခန့်တဲ့ကမ္ဘာစီးပွားရေးလိုအပ်ကြောင်းပြောပါထိအခွန်နှုန်းမြန်မာလာချိန်မှာ မရေရာမှုကအန္တရာယ်များပြီးစီးပွားရေးတိုးတက်မှုအပေါ်ချက်ချင်းတက်ရောက်မှုရှိမယ်လို့သတိပေးလိုက်ပါထိမရေရာမှုတွေကိုမြ мян ဖယ်ရှားနိုင်လေကမ္ဘာစီးပွားရေးအတွက်ပိုကောင်းလေဖြစ်တယ်လို့ပြောသွားပါထိလို့သိရပါထိရှင်